မိမိအပေါ်သူတပားမတော်မတရားပြုမူပြောဆိုစေကမူထိုသူဤအပြစ်ကိုမရှု ထိုသူဤကောင်းကွက်ကိုသာရှာကြည့်ကသူအကျိုးဆောင်ရွက်မြဲဆောင်ရွက်ခြင်းသည်မြည်တိပါရမီဖြစ်ပါသည်။မေတ္တာပါရမီဖြစ်ပါသည်။မေတ္တာပါရမီနော်အဲ့ဒါရှေ့မမုံ အပြုံးမပြတ်ဗက်မလိုက်ပဲတဲ့မဲ့သောစိတ်ထားထားရှိခြင်းသည်မြည်တိပါရမီဖြစ်ပါသည်။ ဥပိ္ခာပါရမီဖြစ်ပါသည်အဲ့တော့ချစ်တာလည်းမဟုတ်ဘူးမောင်းတာလည်းမဟုတ်ဘူးချစ်လည်းမချစ်ဘူးမောင်းလည်းမမောင်းဘူးအပြုံးလည်းမပြတ်ဘူးဘယ်လည်းမလိုက်ဘူးဒီဒီတက်နဲ့နဲ့တက်မှတ်တဲ့စိတ်ဓာတ်ရှိတာကဥပိ္ခာအလောင်းတော်သည်လေးအတင်ချင်းနှင့်ကဘာတသိန်းကြအောင်ဖြည့်ကျင့်တော်မူခဲ့သောပါရမီ၁၀ပါးအပြား၃၀တို့သည် မိတိဘဝရောက်သည့်အချိန်တွင်ပြီးပြည့်စုံခဲ့ပါသည်။အဝိတန္တရာမင်းဘဝရောက်သည့်အချိန်တွင်ပြီးပြည့်စုံခဲ့ပါသည်။သွန်ချင်းကြီး၅ပါးတို့မှဇနီးများကိုဆွန့်လူခြင်းသည်မိတိပရိစ္ဆာက ဖြစ်ပါသည်။တဏလည်းမဟုတ်ဘူး။အာအင်္ဂါလည်းမဟုတ်ဘူး။ပုတ္တလည်းမဟုတ်ဘူး။ဗရိယဗရိယ စွန်ကျင်ချင်း၅ပါးတို့မှ တိုင်းပြည်နိုင်ငံထီးနှန်းစည်းစိမ်ရွှေငွေစသည်တို့ကိုစွန့်၍ပါရမီဖြည့်ကျင်ခြင်းသည်မြည်တိပြိဿာကဖြစ်ပါသည်။ဒဏပြိဿာကဖြစ်ပါသည်။ဒဏပြိဿာကဖြစ်ပါသည်။ဘဝများစွာ ပါရမီ၁၀အပြား30တို့ကို အထွတ်အထိပ်ရအောင်ဖြည့်ကျင်ရခြင်းဤရွယ်ချက်မှာမြည်တိအရာကို ရရှိရန်ဖြစ်ပါသည်နော်တပိညုတဉဏ်ရရှိရန်ဖြစ်ပါသည်ဘုရားလောင်းတော်သည်ဒီပင်ကရာဘုရားရှင်အပါဝင်လေးတင်ချီနှင့်ကဘာတသိန်းကာလအတွင်းဘုရားအစုပေါင်းမိမြထံမှဗျာဒိတ်တော်ရရှိခဲ့ပါသည်နီးတနီးဘုရားအစုပေါင်း24စု ရာစုပေါင်း24စုထံကနေပြားရိတ်တော်ရခဲ့တာဖြစ်ပါတယ်တဲ့ဝိတန္တရာမင်းဘုရားဝိတန္တရာမင်းဘုရားပါရမီတော်ပြည့်စုံအောင်ဖြည့်ကျင့်ပြီးနောက်မိတိနတ်ဘုံတို့ရောက်ရှိခဲ့ပါသည်။သူတိတာနတ်ဘုံတို့ရောက်ရှိခဲ့ပါသည်။စတုမာရီလည်းမဟုတ်ဘူးတာရင်တာလည်းမဟုတ်ဘူးယာမာလည်းမဟုတ်ဘူးသူတိတာကိုရောက်တာသူရာလောင်းတော်နတ်မင်းတီ။ ်နတ်မြမာတို့ဤတောင်းပန်ချက်ကို ချက်ချင်းဝင်မခံသေးပဲကြည်ချင်းငါးပါးကို ကြည့်ရှုတော်မူပြီးမှလက်ခံခဲ့ပါသည်ဒါကျွန်းကြီးလေးကျွန်းရှိရာမြည်တိကျွန်း၌သာတမ္မာတံဗုဒ္ဓဖျားရှင်တို့ ပွင့်ယူထုံးစံဖြစ်ပါသည်လေဆိုရှိရလေတောင်ကျွန်းမှာပဲဒါတမ္မာတံဗုဒ္ဓမြတ်စွာဘုရားဖျားရှင်တွေပွင့်ပွင့်တာပဲဖြစ်တယ်ပေါ့နော်မြည်မြရှိပါသည် မြတ်စွာဘုရားရှင်သည်ပထမဝါကျွတ်တော်အခါသာသနာပြုစေလွတ်သည့်ယဟန္တာရေးအတွက်မိမြရှိပါသည်60 60မြတ်စွာဘုရားရှင်သည်ရာဇဂျူပြည်သို့ရောက်ရာမြတ်စွာဘုရားရှင်သည်ရာဇဂျူပြည်သို့ကြောက်ရောက်ရာတွင်ယဟန္တာမထေမိမြပါဝင်ခဲ့သည်တထောင် ပုံနာတကြွေပေါင်းတသိန်း2000ချံရန်ကဖျားရှင်အားကျူစုသောရှင်ဘီရင်သည်မိတိရှင်ဘီရင်ဖြစ်ပါသည်နီအဲ့ဒါဘိန်ဗိတာဘယ်လောက်လဲဆိုရင်တသိန်း2000တသိန်း2000 ဘသူတွေလဲဆိုရင် ပုံနာတကြွေတွေဤဘောဓမဖျားရှင်သာသနာတော်တွင်အစအဦးဆုံးမြင်ကလေးတုံလုတ်စီလျက်ခံယူတော်မူခဲ့သည့်အလူသည်မြည်သည့်အလူ ဖြစ်ပါသည်နိចောင်းအလူចောင်းအလူအဲ့မြတ်စွာဘုရားရှင်ဤကပိလဝတ်တို့ပြည်တော်ပြန်ခီးတွင်ယဟန္တာမထေပေါင်းမိမြလိုက်ပါခဲ့သည်နိနှစ်တောင် ဝရဝင်ဒေသနာတော်ကို ဟောကြားတော်မူပါယံရှောက်ထားတောင်းပန်သော မထေသည်မြည်တိမထေဖြစ်ပါသည်နိအရှင်သာရိပုတ္တရာမဟာဘုရဝင်ဒေသနာတော်သည်ဏိဒံအပါဝင်ကာရာပေါင်းမြည်မြရှိပါသည်နိ1080ဝင်းကြီးချုပ်ဦးနုသည်ဘုဒ္ဓဝင်ဒေသနာတော် ကျန်းကြီးတစုရေးသားပေးပါယံမင်းကွန်းဆရာတော်အားလျှောက်ထားခဲ့ပါသည်မင်းကွန်းဆရာတော်မင်းကွန်းမိုးကုံးမဟာစီလေဒီဆိုပြီးရှိတယ်ဒါကမင်းကွန်းဆရာတော်ကိုလျှောက်တာမင်းဆရာမကူမိမိကိုယ်တိုင်တစ္ဆာလေးပါးကိုတည်တော်ဆရာမကူမိမိကိုယ်တိုင်တစ္ဆာလေးပါးကိုတည်တော်မဲ့ညံလေးပါးကို ပစ္စည်းကဘောဓိဉာဏ်ဟုခေါ်သည်ခေါ်ဆိုပါသည်ဆရာရှိမှတစ္ဆာလေးပါးကိုတည်တော်မဉဏ်လေးပါးကိုမြည်တိဉာဏ်ဟုခေါ်ပါခေါ်ဆိုသည်ဆရာရှိမှတစ္ဆာလေးပါးကိုတည်တော်မဉဏ်လေးပါးကိုမြည်တိဉာဏ်ဟုခေါ်ဆိုပါသည်တာဝကဘောဓိဉာဏ်လေးတင်ချင်းနှင့်ကမာတသိန်းချာ ါရမီဖြည့်ခြင်းရသည့်ဖျားလောင်းကိုမြည်သည့်ဖျားလောင်းဟုမှတ်ယူရမည်နီလေးတင်ခြင်းနှင့် ကဘာတသိန်းကြာပါရမီဖြည့်ခြင်းရသည့်ဖျားလောင်းကိုမြည်သည့်ဖျားလောင်းဟုမှတ်ယူရမည်နီပညာတိကရှစ်အတင်ခြင်းနှင့်ကဘာတသိန်းကြာပါရမီဖြည့်ခြင်းရသည့်ဖျားလောင်းကိုတဒါတဒါတဒါအဓိကလို့ခေါ်တယ်တဒါတဒါ တတာဓိကဖရာလောင်းကိုမှတ်ယူရပါမယ်16အသင်ကြီး16အသင်ကြီးနှင့်ကဘာသသိန်းကြောင့်ပါရမီပြည့်ကျင်ရသည့်ဖရာလောင်းကိုမြည်တိဖရာလောင်းကိုမှတ်ယူရမည်နီဝရိယာဓိကဝရိယာဓိကဝီရိယာဝီရိယာဓိက36ကိုဖြည့်ကျင်ရ၌ရိုသေးစွာဖြည့်ကျင်ပွားများခြင်းကိုမြည်တိဘာဝနာဟုခေါ်ပါသည်နီ တက္ကိစ္စဘာဝနာကျင်ရနိုင်ပါရမီတို့ကိုဖြည့်ကျင်ရနိုင်တခုမကြံအလုံးစုံတခုမကြံအလုံးစုံဖြည့်ကျင်ပွားများခြင်းကိုတပ္ပတံပါရဘာဝနာဟုခေါ်ပါသည်ပါရမီတို့ကိုဖြည့်ကျင်ရနိုင်ဘဝအကြာအလတ်မရှိစေပဲဖြစ်ကျင့်ပွားများခြင်းကိုမြည်တိဘာဝနာဟုခေါ်သည်။ပါရမီတို့ကို ဖြည့်ကျင့်ရနိုင်ဘဝအကြအလတ်မရှိစေပဲဖြည့်ကျင့်ပွားများခြင်းကိုနိရန္တရနိရန္တရဘာဝနာလို့ခေါ်ပါတယ်တခုမကြံအလုံးစုံသိတာကိုဒီတခုမကြံအလုံးစုံဖြည့်ကျင့်ပွားများတာကိုတပ္ပတံပါရလို့ခေါ်တယ်ဘဝအကြအလတ်မရှိဖြည့်ကျင့်ပွားများတာကိုနိရန္တနိရန္တရလို့ခေါ်တယ်အလားရှိကြစွာပြပါရမီဖြည့်ကျင့်ပွားများတာကိုကြတော့စီရော စိရကာလာဘာဝနာလို့ခေါ်တယ်စိရကာလာစိရကာလာဘာဝနာလို့ခေါ်တယ်တိခန့်ခြင်းတရားပေါ့ခန္ဒီနီလန်းနဲ့ပဲဒါလောက်ရမယ်ဆိုတဲ့သဘောမျိုးပေါ့ခဏီပြည့်ရန်ခဲရင်တော့ကြောင့်ပါရမီပြည့်ရန်ခဲရင်တော့ကြောင့်နတ်ပြည်မြမပြည်တို့၌အတတန်းကုံဆုံးအောင်တီနေတော်မမူကြပဲအဒီမုတ်တိ အဒီမုတ်တိမရဏခေါ်သောတည်ခြင်းမျိုးဖြင့်နတ်မြမာတက်ချွေးခဲ့ကြပြီးလူပြည်လောက၌သာတဖန်ဖြစ်၍ပါရမီတို့ကို ဖြည့်ကျင့်ကြသူတို့သည်မြည်တိပုဂ္ဂိုလ်တို့ဖြစ်ပါသည်။တမ္မာတမ္မာတံဘောဓိတတ္တတမ္မာတံဘောဓိတတ္တပစ္စေကဗုဒ္ဓ ပိစိကဗုဒ္ဓအလောင်းလျာတို့သည်ပိစိကဗုဒ္ဓအလောင်းလျာတို့သည် ကာလမြင့်မြကြအောင် ပါရမီဖြည့်စည်းကြရသည်။လေးတင်ချင်းနှင့်ကဘာတသိမ့်မဟုတ်ဘူးနှစ်အတင်တဝက်ပေါ့နော်နှစ်အတင်ချင်းနှင့်ကဘာတသိမ့်နှစ်အတင်ချင်းနှင့်ကဘာတသိမ့်ပိစိကဗုဒ္ဓနော်အကတာဝကအကတာဝကကျတော့အဲ့ထက်တဝက်အခတာဝကလောင်းလျာတို့သည် ကာလမြင့်မြကြပါရမီဖြည့်စည်းကြရသည်နိ ཁས 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 ཁས